ချက်တင်ငမန်းတွေတဘာဝအတိုင်းမိတ်လိုက်နေတာကိုပထမဆုံးအကျင့်အဖြစ်ဗီဒီယိုရိုက်ကူးမှတ်တမ်းတင်နိုင်နေပြီဆိုတဲ့သတင်းပါပဲဒီလိုမျိုးဘသူမှမမြင်ဘူးတဲ့မြင်ကွင်းကိုမှတ်တမ်းတင်နိုင်တဲ့သူကတော့ပရင်တစ်ရေချောင်းဇီဝဘေဒပီနာရှင်ဟျူဂိုလာဆော့စ်ပဲဖြစ်ပါတယ်သူဟာတောင်ပစိဖိတ်သမုဒ္ဒရာမှာသွတ်တေသနာလို့မနေရင်ချက်တင်ငမန်းအထီးနှကောင်နဲ့အမတကောင်တို့သရီဆန်းမိတ်လိုက်နေတဲ့ထူးခြားတဲ့ဖြစ်စဉ်ကိုတွေ့ရှိခဲ့တာပါပညာရှင်လာဆော့စ်ရဲ့ဖြောကြားချက်အရာ ဒီလိုတွေးရှိချက်မျိုးဟာစက်တင်ငမန်းမျိုးစိတ်တွေကိုထိန်းထိန်ဆောင်ဆောက်ဖို့အတွက်အဖို့မဖြတ်နိုင်တဲ့အထောက်အကူတစ်ခု ဖြစ်လာလိမ့်မယ်လို့ဆိုပါတယ်။ပရိသတ်တို့သိကြတဲ့အတိုင်းစက်တင်ငမန်းတွေဟာသူတို့အရေးကွန်ဘော်ကအဆက်အပြောင်းတွေကြောင့်ဒီလိုနာမည်ရခဲ့တာပါ။သူတို့ဟာပင်လယ်ရေရင်ပိုင်းတွေမှာအုပ်စုလိုက်နေထိုင်လေးရှိပေမဲ့မိန်လိုက်တာကိုတော့မြင်ရခဲ့ပါတယ်။ဒီတော့ဒီဗီဒီယိုဟာသူတေသနာပညာရှင်လေးအတွက်ရောတဘာဝလောကကိုစိတ်ဝင်စားသူတွေအတွက်ပါ အရေးပါတဲ့မတန်းတစ်ခု ဖြစ်လာခဲ့ပြီပဲဖြစ်ပါတယ်